တက်တော်အေအေနဲ့ပူပေါင်းတော်လှန်ရေးတပ်တွေရဲ့စစ်စင်ရေးဟာပဲခူးတိုင်းပရောင်းမြို့နယ်ထဲမှာရှိတဲ့ကာကွယ်ရေးပစ္စည်းထုတ်ဆက်ရုံကပ္ပဆာ76အနီကိုရောက်ရှိလာပြီလို့မြေပြင်စေးရေးတရင်းမြင့်နဲ့ဒေတာခန့်တွေက AR ကို ပြောပါရယ်ကပ္ပဆာ76ကကြည်စံနဲ့ဘုံတီထုတ်လို့ရမှာအတုံးပြတဲ့ရမ်းချက်ဆက်ရုံဖြစ်ပြီးပရောင်းမြို့နယ်မတုံရအနီမှာတည်ရှိရပါဟွဲ့ဟွဲ့အော်တော်မကြီးအော်တော်မကြီး ့ဘာဘာကြောင့်မတုံးဘူးဝိုင်းတာတာကကုမမဟုတ်ဘူးပြလုံးခဲ့တဲ့နာနာကွဲလောက်တည်းကဝိုင်းတာခဲ့တာပါပိတ်လေးပိတ်တယ်ပိတ်ပြီးတော့လေပိတ်လေးပိတ်နေပိတ်ပြီးတော့ဝိုင်းတာခဲ့တာပါဝိုင်းတာပြီးတော့မှကိုယ်စားအဲ့ကောင်ကိုတိုက်တာကဟိုရာခိုင်လုံးညာများပေါ့ဗျလေရာခိုင်လုံးညာများတော့နိုင်ကိုဘက်ဘက်ပြန်ဟိုပြောမလို့ကောင်းကင်းကုန်းတွေကိုတော်တော်များများသိမ့်ပြီးတော့ပြီးတော့ချန်နယ်ဟာယူဆက်ပြီးတုပ်ဖို့ပဲရှိတော့တယ် တောင်ကုတ်ပရောင်းလမ်းပေါ်မှာတည်ရှိတဲ့ပကံကွဲရွာရဲ့တောင်ဘက်6မိုင်ခန့်အကွာကအာနာသိန်းတက်ရဲ့0.666ကာကင်စခန်းကုန်းကိုအေဦးဆောင်တဲ့တော်လိုင်းတက်တွေကအောက်တိုဘာ14ရက်နေ့မှာတင်ပတ်လိုက်ပြည်ရနောက်တိုက်ပွဲကမတုံရွာဘက်ကိုဦးတည်လာနေတာလို့ဆိုပါတယ်ကပ္ပစာ76အတွက်0.666စခန်းကုန်းကအရေးပါတဲ့ကာကင်ဖြစ်ပြီးဒီစခန်းကုန်းပါဝင်ကာကင်စခန်း6ခုလောက်ရှိတဲ့အထက်က ကာကင်စခန်းလေးကိုကိုအေးနဲ့တော်လန်ဤတက်တွေကတိမ့်ပိုက်ထားပြီးဖြစ်တယ်လို့မြေပြင်စီရေးသတင်းမြစ်ကပြောပါရယ်။လက်ရှိမှာတော့အာနာသိန်းစစ်တပ်ကမတုံရွာအနီးမှာအကျန်းရှိနေတဲ့အထိုင်ကာကင်စခန်းတွေကိုတိုက်ပွဲချင်းနေပေါ်မူတည်ပြီးရွှေပြောင်းစခန်းတွေအဖြစ်ပြောင်းလဲလှုပ်ဆောင်လာတယ်လို့မြေပြင်စီရေးသတင်းမြစ်ကပြောပါရယ်။တိုက်ပွဲဟာနေ့စဉ်နေ့ပါဖြစ်ပွားနေတယ်လို့အာနာသိန်းတပ်ပတ်ကလေချောင်းကနေတိုက်ခိုက်တာမတုံရွာဘက်ကနေလက်နက်ကြီးပစ်ကူပေးတာတွေလည်းလုပ်နေတယ်လို့သိရပါရယ်။ တနည်းကစစ်သားတွေပြန်ဆင်းလာတာဒဏ်ရာတွေနဲ့အယောက်30လောက်ပြန်ဆင်းလာကြတာ .666 နဲ့မတုံကြမှနောက်ကကင်းတစ်ခုရှိသေးတယ်။အဲ့ဒီကကင်းကြရင်တော့မတုံတီဝါလုံးပြေးရတော့မယ်။မတုံကနေလက်နက်ကြီးတွေနဲ့ပြစ်နေတယ်။လေအနေနဲ့လည်းခြနေတာပဲ။ကပ္ပဆ16ဝါရန်ထုတ်လို့ရစ်ဆက်ယုံဖြစ်ပြီးအရာရှိစစ်တီ30ကျော် ထုတ်လို့ရစ်စစ်တီ300ကျော်အရာသားဝန်ထမ်း200ကျော်တို့နဲ့လက်ပတ်နေတဲ့ဆက်ယုံဖြစ်တယ်လို့စီရီယံဘူကြီးစင်ရောကပြောပါရတယ်။ နိုင်ငံ내အုံးမှာအာဏာသိမ်းတပ်အတွက်လက်နက်ခဲယံတွေထုတ်လုပ်ပြီးနေတဲ့ကာကွယ်ရေးပစ္စည်းဆက်ယုံစုစုပေါင်း25ယုံရှိပါတယ်။အရာရီမြစ်အနောက်ဖက်ကံပဲခူးတိုင်းနယ်ကပရောင်းမြို့နယ်ဟာကာကွယ်ရေးပစ္စည်းဆက်ယုံအမှတ်3အမှတ်5အမှတ်6အမှတ်9နဲ့အမှတ်16စုစုပေါင်းဆက်ယုံ9ယုံအခြေစားရမြို့လည်းဖြစ်ပါတယ်။အာဏာသိမ်းတပ်အတွက်ကြီးစံတဲ့ဘုံတရားရှိဖို့ထုတ်လုပ်ရေးလုပ်ငန်းစင်မှာ အမှန်9နဲ့အမှတ်16ဆက်ယုံနှစ်ခုကထုတ်ပေးတဲ့ရန်ကုန်ကျမ်းပေါ်မှာအခြေခံပြီးလက်ပတ်နေကြတာဖြစ်တယ်လို့စီရီယံဘူကြီးစင်ရောကပြောပါတယ်။အတကယ်တမ်းကျွန်တော်တို့တိတိယောက်ကတော့ကျွန်တော်တို့0.666နဲ့ဒီကပ္ပစမတုံချားပေါ့နော်ကပ္ပစ16မတုံချားမှာတော့ကျွန်တော်တို့ဒီစကန်းကုန်းနေရှိတယ်။ပြီးရင်လည်းကျွန်တော်တို့ဒီကပ္ပစဆက်ယုံနေရဲ့သဘောတဘာဝအရာကိုပဲကျွန်တော်တို့ဒီအဲဘန်လာကုန်းနေပေါ့နော်ကွန်ကရစ်ဘန်လာကုန်းနေနဲ့စောက်ထားလေးရှိတယ်။တော်တော်များများစိုးမိုးနေရာတွေမှာပေါ့နော်။အဲ့တော့ ဝင်ရောက်လာနိုင်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီကပ္ပစဆက်ချောက်ဆိုရင်လည်းတိုက်ပိုက်ပြီးအေရီကာကကိုပဲကျွန်တော်တို့အမ်တောင်းကမ်းရှိတယ်အဲ့တော့ဝင်လာလို့ရမယ်အဲကျွန်တော်တို့ဆက်တွေကိုဖြည့်ဆည်းခဲ့လို့ရမယ်ပေါ့နော်သိမ့်ပိုက်ထိန်းချုပ်ထားဖို့ကတော့ဒီကပ္ပစဆက်ရုံတစ်ခုလုံးကိုသူတို့ကျွန်တော်တို့သိမ့်ပိုက်ထိန်းချုပ်ထားမယ်ဆိုရင်အင်အားတော်တော်ကြီးကိုတုံးရမှာစစ်ရဲ့သဘောကတော့ကျွန်တော်တို့မြင်အောင်ပြောရမယ်ဆိုရင်စစ်တပ်ကစင်လမ်းမှာခြေကုပ်ယူထားတယ် အဲကျွန်တော်တို့အရခတတော်ကညောင်ကျိုးမှာရှိတယ်အခုစစ်တပ်ကဒီလေသာကြောပေါ့နော် လေသာဂုံးကိုကြော်ကြော်ပြီးတော့ညောင်ကျိုးကိုပြန်ပြီးတော့တိုက်တယ်အဲ့တော့ဒီစစ်တပ်ရဲ့တိုက်စစ်ကိုအချိန်ပြော့သွားအောင်လို့ပေါ့နော်သူတို့ရဲ့ဒီနောက်တန်းနေရာတွေကိုဒါဝင်ဆောင်ပြီးတော့တိုက်စစ်ဆင်တဲ့အနေအထားမျိုးလိုပဲမြင်တယ်ဗျပရောင်မြွနဲ့ဟာရခိုင်ပြည်နယ်တောင်ကုန်းမြွနဲ့လဲနန်းနမိတ်ချင်းထိဆက်နေတာပါ တောင်ကုန်းပရောင်းလမ်းမော်ကမိုးထီတောင်စခန်းကို2025ခုနှစ်ဇန်နဝါရီလမှာတင်ယူခဲ့ပြီးချိန်ကစလို့အေးရက်ထိုးစစ်ကပဲခူးတိုင်းနယ်ကို ရောက်ရှိလာခဲ့တာပါ။လက်ရှိမှာတော့ပဲခူးတိုင်းအတွင်းမှာပရောင်းတောင်ကုန်းလမ်းမော်ကမိုးထီတောင် စခန်းနဲ့အတူပကံကွဲရွာညောင်ကျိုးရွာတို့ကိုလည်းအေးအေးနဲ့ပူပေါင်းတက်တွေကထိုးဖောက်ဝင်ရောက်ထားနိုင်ပြီးဖြစ်တယ်လို့မြေပြင်စေးသတင်းမြစ်ထံကသိရပါဗျ။ညောင်ကျိုးရွာကနေတဆင်ပရောင်းတောင်ကုန်းလမ်းအတိုင်းဆက်သွားမယ်ဆိုပါက ဆင်လန်ရွာညောင်ချီတောက်ရွာတို့ကိုဖြတ်တန်းပြီးဘကူတိုင်းရဲ့ပထမဆုံးဝင်ပေါက်ဗရောင်းမြို့နယ်ရဲ့မြို့ခွဲဖြစ်တဲ့အုတ်ရှိပင်မြို့ကိုရောက်မှဖြစ်ပါတယ်။လက်ရှိမှာတော့ဒီလန်းချောင်းတက်လျှောက်မှာလေအေအင်းနဲ့အာနာသိန်းတက်တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေပါတယ်ရှင်။